အလုံးမေမင်္ဂလာပါဗျာကောင်းဆက်တဲ့ရင်ချန်မှာပြလဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်လေးရောဘူကြောင်ဆန်ရဲ့လူရပေါ်ပြစ်တင်ဝေဖာနေတဲ့မင်းအုပ်စုရဲ့ရုပ်သံပြီးတော့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒွဲမာမင်းအုပ်စုကဘူကြောင်ဆန်ရဲ့ဘလို့လူရဒီပေါ်ကိုပြစ်တင်ဝေဖာနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားသုံးသက်ဝေဖာပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ရင်ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အချို့ကိစ္စတွေမှာအစုံတယောက်ကိုအယောင်တင်နေတဲ့အခါကျတော့အခြားသောသူတွေကိုအယောင်မှိတ်အောင်လှုပ်ပြတတ်တဲ့သဘောရှိပါတယ်။ဘိုးကျောင်းဆန်းဆိုတဲ့ဆရာသမားကိုအယောင်တင်နေတဲ့အခါကျတော့ခေတ်ဆက်ဆက်မှာပေါ်ထွက်လာကြတဲ့ဘိုးချုပ်တွေကိုအယောင်မှိတ်အောင်လှုပ်ကြပါတယ်။ဘိုးကျောင်းဆန်းကိုအယောင်တောက်တဲ့တောက်အောင်နှီးပေါင်းစုံနဲ့လန်ကျုပ်ဇလန်ပေါင်းစုံနဲ့အယောင်တွေတင်ပေးခဲ့ကြပါတယ်။သူအယောင်တက်တော့ဘာဖြစ်လဲတခြားသောဘိုးချုပ်တွေအယောင်မှိတ်နေ လက်ရှိခေတ်ကာလမှာတရှိထင်ရှားရှိနေကြတဲ့ဗိုလ်ချုပ်တွေအယောင်မှိန်နေပေါ့ဗျာသူအယောင်တောက်ပါလေသူ့အရေးကိုမှိန်နေတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကိုယောင်ကိုဝါကလည်းတောက်ပါလေအဲ့ဒီကဘုံမတိကိုမတိတွေကလည်းသူတို့သားဘပေါ်မှာချစ်ခင်ယုံကြည်လေးစားထောက်ခံကြလိမ့်မယ်ဗိုလ်ချုပ်ဆန်းနဲ့ပတ်သက်ပြီးတော့အယောင်တင်ပေးတဲ့ဇလန်းလေးရှိပါတယ်လူလိုက်တည်ပြီးသားပါပဲပြုံးနဲ့နံပြားဆိုတဲ့ဇလန်းလေးပါဗိုလ်ချုပ်တယောက်လုံးဖြစ်နေပြီးတော့ချိုးချံချွေတာလုံးလို့ breakfast ကိုပဲပြုံးနဲ့နံပြားစားတယ်အင်မတန်ရိုးသားတဲ့ ုံကြီးအင်မတန်ရောင်ရဲလွယ်တဲ့ပုံကြီးအခုခေတ်ဘုရုပ်တိန်နေများကွာလိုက်တာဆိုပြီးတော့လူရုံမှာစာရေးဆရာတွေကစင်ပေါ်မှာလက်ကုတ်ကန်ခြူခဲ့တဲ့အလုံးလေးပေါ့ဗျာအဖြစ်ပြက်လေးတည်တည်ချာချာပြန်စဉ်းစားကြည့်ပါ breakfast ကိုပဲပြုံးတဲ့နံပြားစားခြင်းနဲ့လို့ကိုအောင်ဆန်းကသူ့မိမကိုစာရေးထားတယ်ဟုတ်ပြီအဲ့ဒီခေတ်က1940ကျော်ခေတ်ပါ1945 46ပေါ့အဲ့ဒီအချိန်မှာနံပြားဆိုတဲ့အရာဟာ လွယ်လင့်တကူဝယ်လို့ရတဲ့မှုံမျိုးလားအခုခေတ်လိုမျိုးနေရာတိုင်းလမ်းတောင်တိုင်းရက်ွက်တိုင်းမှာလဖဲ့ဆိုင်ကြီးရှိနေသလားမရှိပါဘူးနံပြားဆိုတဲ့အရာဟာအဲ့ဒီခေတ်တုန်းကအဲ့ဒီအချိန်ဒီတုန်းကအင်မတန်ကိုရှာရှာပါပါရောင်းချတဲ့အစားအသောက်ပါနောက်တစ်ခါဘိုးကျောင်းဆန်းနေတဲ့အိမ်ကိုလက်ရှိပြားတိုက်လှုပ်ထားတဲ့အိမ်မှာအဲ့ဒီတုန်းကနေတာပါအဲ့ဒီအိမ်နဲ့အနီးတစ်ဝိုက်မှာနံပြားရောင်းတဲ့ဆိုင်မရှိပါဘူးအဲ့ဒီအိမ်ကနေပြီးတော့နံပြားလိုချင်တယ်ဆိုရင် ညိုတဲ့ဒီထွက်ပြီးတကူးတကဝယ်မှရမှာပါဒီတိုင်းပါပဲပဲပြုတ်အခုကိလို့ပဲပြုတ်ပူပူလေးဆိုပြီးတော့ပဲပြုတ်တောင်းကိုခေါင်းပေါ်မှာရွက်ပြီးတော့လိုက်ရောက်နေခေါင်းရွက်ပြက်ထိုးသေးတယ်အဲ့ဒီအချိန်မှာမရှိသေးပါရှိခဲ့ရင်လေအဲ့ဒီရက်ွက်ချဲကိုဘယ်ပဲပြုတ်တယ်ကမှမနဲ့ဆိုရင်ဝင်မရောက်ရပါဒါကြောင့်မို့ဆရာကိုအောင်ဆန်းကပဲပြုတ်နဲ့နံပြားစားခြင်းနဲ့ဆိုတာဟာရောင်ရဲတင်းနေတဲ့စိတ်ချိုးချံချွေတာတဲ့စိတ်မျိုးနဲ့စားခြင်းတာမဟုတ်ပါ ခဲရခဲစစ်ဝယ်ရတဲ့နံပြားတကူးတကသွားဝယ်ရတဲ့နံပြားလိုက်ရှာပြီးဝယ်မှရမယ်ပဲပြုတ်ဒီလိုအစားအစာမျိုးကို သူကစားကျင်တာပါဒါကိုလူယုံမှစာရေးဆရာတွေတချို့တော့ယုံမှလည်းကောင်းတွေကအာဘုချုပ်ကတအားကိုချိုးချန်ချွေးထားတဲ့ breakfast လေးကိုပဲပြုတ်နဲ့နံပြားလေးပဲစားတယ်စားကျင်တာတော့မှရရင်စားကျင်တယ်လို့ရေးတယ်ဒီလိုမျိုးပြောကြတယ်အဲ့တော့ကျွန်တော်ပြောလို့ဒီတွေးကြည့်ပါအဲ့ဒီချိန်တုန်းကနံပြားဆိုတာနေရာတိုင်းမှာဝယ်လို့မရဘူး ူနေတဲ့အိမ်မှာဆိုရင်ပို့ဆိုးတာပေါ့အဲ့ဒီအိမ်ကနေနံများရောင်းတဲ့ဆိုင်ကိုသွားဖို့မော်တော်ကားနဲ့သွားမှရမှာပါစီကုန်ပါတယ် driver တယောက်အလုပ်ရှုပ်ပါတယ်ပဲပြုတ်ဒီတိုင်းပဲလိုက်ရှာရတာတကူးတကစီစဉ်ပြီးမှစားလို့ရတဲ့အစားအသောက်ကိုဒီလိုပူစားတာပါနောက်တစ်ချက်ကဒါလေးစားဖို့ကိုတောင်မှမရလုတဲ့သူကိုစားတဲ့ဆောင်ပိတ်တစ်ဖွဲ့ရေးထားရတယ်ဆိုရင်တို့လင်မယားကြားမှာရှိနေတဲ့ဆက်ဆံရေးမနှွေးထွေးဘူးဆိုတာကိုမှန့်ချီလို့ရပါ ဆက်ဆံရေးမနှွေးထွေးဘူးဆိုရင်ဘာကြောင့်လဲအိမ်တော်စုမှာအဆင်မပြေမှုတွေလင်မယားနှစ်ယောက်ကြားမှာအဆင်မပြေခြင်းတွေရှိနေလို့ပါပဲအဲ့တော့ကဒေါခင်ကြီးသူ့သားမယားဝတ်တရား၅ပါးချေပြုံခဲ့မယ်ဆိုရင်ညမိတ်ခင်တွေကရှင်မနဲ့ဘာစားကျင်လဲကျမဘာလီစီစဉ်ထားပေးရမလဲလို့မေးလို့ရပါဒါတည်းကျွန်တော်နောက်ဆက်တွဲမှာပြောမယ့်ဗီဒီယိုဖိုင်တွေအတွက်အမီးပါဒေါံစန်းစုကြည်သာညမပြည်နိုင်ငံရေးလမ်းကြောင်းတွေကိုဝင်မလာခဲ့ဘူးဆိုရင်ဘူဂျုံစန်းနဲ့ဒေါခင်ကြီးနဲ့ကငကိုအတိုင်းလေးပဲ ကန့်ကန့်ညံ့ညံ့လှလှပပလေးရှိနေပါတယ်။တို့တော့ဒေါ်လန်းစုကြည်ဝင်လာတယ်။ဘုံကျော်ဆိုင်တမိဆိုတဲ့အရှင်နဲ့သူ့ဘုံမှာတချို့သောပြည်သူတွေကချစ်ခင်ယုံကြည်လေးစားထောက်ခံကြတဲ့အခါမှာတိုင်းပြည်တွေစိုးကြိုးတွေအများကြီးဖြစ်ပါတယ်။တိုင်းပြည်တွေစိုးကြိုးတွေအများကြီးဖြစ်လာတဲ့အချိန်မှာဘုံကျော်ဆိုင်ကဘလို့လူစားဒေါ်ခင်ကြီးကတော့ဘလို့လူစားဒါကြောင့်မို့ဒေါ်အောင်ဆန်းစုကြည်ကလည်းဘလို့လူစားဆိုတာပြည်သူအများစုသိအောင်ကျွန်တော်တို့တွေကပြောပြရမယ်တာဝန်ရှိပါတယ်။လူကြီးတွေကတော့လူကြီးဖြစ်တာနဲ့အညီ အဟေးအဲ့ဒီကောင်တော့ဒါရီတာမကောင်းဘူးကွာအဲ့ဒီမျိုးသမီးကတော့ဒါရီတာမကောင်းဘူးကွာဆိုတဲ့စကားကိုခစ်ဆက်ဆက်ဘယ်သူမှပြောမသွားကြဘူးဒီတော့ညနေကုန်းချုပ်နေနဲ့ပြောရမယ်ဆိုရင်ခမရတို့တွေတိတ်ကျွန်းနေတဲ့ပဲပြုံနဲ့နံပြားဆိုတာဆရာကောင်ဆန်းချိုးချံချွေတာပြီးတော့ရောင်ရဲပြီးတော့မှားတာမျိုးမဟုတ်ပါဘူးအခုတကသွားဝယ်ရမယ်တိတ်တိတ်ကြကြလိုက်ရှာရမယ်အစားအသောက်မျိုးကိုပူစားတာပါအဲ့ဒီချိန်တော့အိမ်မှာနှုတ်စီတွေရှိတာပဲစကြားတွေရှိတာရောင်ရဲတဲ့ချွေတာလဲဆိုရင်ဗျာခမရကော်ဖီလေးဖြော်တောက်လိုက်ပေါ့ရနေတာ မော်တော်ကားနဲ့တကူးတကထော့ဝယ်မှရမယ်။နံပြားနဲ့ဟိုတောင်ဒီတောင်ဟိုစေးဒီစေးမှလိုက်ရှာမှရမယ်ပဲပြုတ်။ဒီခက်နဲ့မတူးနော်။1945 46တွေးကြည့်ကြပါ။ဘာလို့ရှာမလဲဆိုတာ။တကူးတကလိုက်ရှာမယ်အရာကိုပူစားတယ်ဆိုတဲ့ကဒီလူကရောင်ရဲတင့်နေတဲ့စိတ်ရှိသလား။မရှိဘူးလား။အိမ်မှာရှိနေတဲ့အရာနဲ့မစားနိုင်လို့တော့မှဗျာ။ဒါကိုပူစားတာ။ဒါကိုပဲဇက်မနာနာအောင်အင်မတန်ရောင်ရဲပါတယ်အင်မတန်တနာစီကောင်းပါတယ်ဆိုတော့ တချို့သောသူများကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်လေးကိုနားထောင်ပြီးကျွန်တော်ပြောတဲ့စကားလေးတွေကိုစဉ်းစားကြည့်ပါကျွန်တော်မေးလို့ဆိုပါမယ်